ါရှင့်ဒူကလာဖြစ်တူလန်ချန်နယ်ကနေပြီးတော့ပြန်လည်လှုပ်ချုံဆိုလိုက်ပါရယ်အခုအရန်ကိုပဲ AI နဲ့ animation video လေးတွေလုပ်ပြီးတော့တင်တာလေးတွေခစ်စားနေရပေါ့နော်အထူးသဖြင့် TikTok တို့ဘာတို့မှာတင်ပြီးတော့ monetization ဝင်ငွေချတာတွေအရန်များလာကြတယ်ဒါကြောင့်မို့လို့စိတ်ဝင်စားတဲ့သူလေးတွေအတွက်အဲ့ဒီလို video တွေဘယ်ရနေလှုပ်ချရလဲဆိုတာကိုအပြပေးပါမယ်အဲ့လိုမျိုးဗီဒီယိုတွေလုပ်ဖို့အတွက်သုံးလို့ရတယ် AI site တွေက အမျိုးမျိုးပဲရှိရယ်ဥပမာဆိုလို့ရှိရင် Runway MM တို့ လူမာ AI တို့ clean AI တို့ပြီးရင်ဒီ flicky AI တို့အစားရှိတဲ့ဖြစ်ပေါ့နော်အမျိုးမျိုးပဲအဲ့တော့အခုဗီဒီယိုလေးမှာတော့ဒီအပေါ်ကပြောထားတဲ့ AI တွေက runway AI နဲ့လောက်တာလေးကိုပြပေးသွားပါမယ်။ channel လေးပြောထားတဲ့ AI တွေနဲ့လည်းအကုန်စမ်းလုံးကြည့်ကြနော်။မလောက်တတ်ဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုရဲ့ comment မှာလောက်ပြစီစဉ်တဲ့ AI အကြောင်းကိုမှတ်သားခဲ့လို့ရပါတယ်။ဗီဒီယိုလေးမစတင်ခင် channel လေးကို subscribe လုပ်ထားပြီးတော့ notification နေရာလေးမှာ all ဆိုပြီးတော့ထားပေးပါအောင်เนาะကဲဒါဆိုလို့ရှိရင်ဗီဒီယိုလေးစလိုက်ကြမယ်ကိုရီကလေတကယ်လို့ character တစ်ခုကိုပုံသေးသုံးမဲ့ဆိုရင်ကိုသုံးမဲ့ပုံတစ်ခုကိုပုံသေးထုတ်ထားလို့ရတယ်။ဥပမာဒီမှာလေ TikTok ကနေပြီးတော့ orange cat ဆိုတဲ့အကောင့်အဆလို့ရှိရင်ဒီအကြောင်းကိုပေါ့နော်ပုံသေးသုံးထားတဲ့သဘောပေါ့။အဲ့လိုမျိုးတွေထားပြီးတော့သုံးချင်ရင်ကိုကဘယ်ကနေပြီးတော့ပုံထုတ်မှလဲ၊ကြိုက်တဲ့နေရာနေပြီးတော့ထုတ်လိုက် မထုတ်ရှင်ဘူးဆိုလို့ရှိရင်လည်း free pit တို့ဘာတို့ကနေအစင်းသင်းတောင်းပြီးတော့ creation လုပ်လို့ရပါတည်ရဲ့နော်။ကြည့်ဒီမှာတော့လွယ်လင်းတကူ chat gpt ကနေပဲပုံထုတ်လိုက်ပါမယ်။ပုံထုတ်ခိုင်းမယ်ဆိုရင်နောက်ကကိုယ့်ရဲ့စာသားကဘာပဲဖြစ်ဖြစ် share ရနေပြီးတော့ generate your photo ဆိုတဲ့စာသားလေးရတော့ပါဝပါမယ်။ဒါမှပဲ chat gpt ဘက်ကနေပြီးတော့ပုံထုတ်ပေးမှာပဲဖြစ်ပါတယ်။ ကဲဒီမှာဘာပုံထုတ်မလဲဆိုရင်ကြောင်လေးတွေခွေးလေးတွေကိုစင်ပေါ်မှာမော်ရီရှို6စီဇန်နဲ့ဖူတိုလေးလှုပ်ချင်တော့အဲ့လိုပုံလေးအရင်ထုတ်ခိုင်းလိုက်မယ်။ကဲဒီမှာအဲ့တော့ပုံလေးကြလာပြီ။ခုနကလေကိုပြောတဲ့အချက်လက်တွေလည်းအကုန်ထည့်ပေးထားတယ်။ဒီအချက် GPT ကနေပြင်ဒီ Cro AI တို့ Deep Sea တို့ Cloud AI တို့အစရှိရဲ့ကြိုက်တဲ့နေရာနေပြီးတော့ကြိုက်သလိုထုတ်ပါနော်။ဒီတပုံမှမဟုတ်ဘူး။နောက်ထပ်ကိုဗီဒီယိုမှာထည့်စင်တဲ့ပုံလေးကိုလည်းထပ်ပြီးရောထုတ်လိုက်ပါမယ်။ ဒီလိုမျိုးကိုလိုချင်တဲ့ပုံလေးရလာပြီဆိုလို့ရှိရင် download လုပ်လိုက်ပါဒီညာဘက်ကလေ download ပုံစံလေးကိုနှိပ်ပြီးတော့ download ဆွဲလို့ရပါတယ်ကဲဒီမှာကိုစိတ်ဆိုင်ပုံတွေကိုလည်းထုတ်ပြီးပြီး download လည်းဆွဲပြီးသားပြီဆိုရင်တော့ဒီပုံလေးတွေကိုကိုကဗီဒီယိုအဖြစ်ပြောင်းဖို့အတွက်နောက်ထပ် test တစ်ခုခေါ်ပြီးတော့ search bar ကနေ runway လို့ရိုက်ရှာလိုက်ပါပြီးရင်ဒီအပေါ်ကကြာလာတဲ့ runwaymn.com ဆိုတဲ့အထည်ကိုဝင်ပေးလိုက်မယ် ဘာဖြစ်ရင်လော့ခင်ဝင်ပေးဖို့အတွက်ဒီညာဘက်အပေါ်တောင်းက gas status ဆိုတာလေးကိုနှိပ်ပြလိုက်ပါပြီးရင်ကိုယ့်ရဲ့ Gmail account နဲ့လော့ခင်ဝင်ပေးလိုက်ဒါကြောင့်ဒီနေရာက log in with google ဆိုတာလေးကိုနှိပ်ပြီးတော့ account ဝင်ပေးလိုက်ပါမယ်ကဲ account လေးလည်း log in ဝင်သွားပြီဆိုရင်ဒီမှာ continue ကိုနှိပ်ပြီးရင်ဒီလိုပေါ်လာရင်ဒီအပေါ်ကအမှားလေးကိုနှိပ်ပေးလိုက်လို့ရပါတယ် ရဒါဆိုလို့ရှိရင်တော့အကောင့်တွေကိုကိုကလုံလုံလည်လည်ရောက်သွားပြီပေါ့နော်ပုံနေထည့်ပြီးတော့ဗီဒီယိုတွေဖန်တီးဖို့အတွက်ဒီဖေဘက်ကလေးတူးထဲမှာရှိတဲ့ status session ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီတာဘူဆိုတဲ့နေရာလေးကနေပြီးတော့နော်ကိုကြိုက်တဲ့ model ကိုရွေးပြီးတော့ထားလို့ရသေးရဲ့ဒီမှာတော့ free ဆိုလို့ရှိရင် Gen 2ကိုရွေးမလား Gen 3 Alpha ထားဖို့ရွေးမလားကြိုက်တာရွေးလို့ရပါတယ်ဒီမှာတော့ Gen 3 Alpha တာဖို့ကိုရွေးလိုက်ပါမယ် ကဲမော်ဒယ်လေးလေးရွေးပြီးသားပြီဆိုရင်ဒီ draw and image of video ဆိုတဲ့ပေါ်လေးကိုတစ်ချက်နှိပ်ပြီးတော့ခွန်းသားကဒေါင်းထားတဲ့ပုံလေးတွေကိုဒီမှာထည့်ပေးလိုက်ပါကဲအရင်ဆုံးဒီကြောင်လေးထည့်လိုက်ပါမယ်နော်ပုံလေးထည့်နေတော့ဒီညာဘက်ကဟာလေးကိုတစ်ချက်ပြပြပေးမယ်ဒီမှာလေး free အနေနဲ့လုပ်ဖို့အတွက်သူက125 credit ပေးထားတယ်လို့ပြတာပါ ကိုကလေဗီဒီယိုတွေလုံးလိုက်တာသူပေးထားတဲ့ credit ကုန်သွားပြီဆိုရင် log out ထွက်ပြီးတော့ဗောနော်တံမေးသုံးပြီးတော့ပဲဖြစ်ဖြစ်တခြားချိန်မေးအကောင့်အစ်စ်တစ်ခုထပ်ပြီးတော့ဖွင့်ပြီးတော့ပဲဖြစ်ဖြစ် free ထပ်သုံးလို့ရပါသေးတယ်။ကဲဒီမှာခုနကထည့်လိုက်တဲ့ပုံလေး upload လုပ်တာပြီးသွားပြီဆိုတော့ကိုကဒီပုံကိုဘယ်လိုမျိုးဗီဒီယိုလုံးချင်တာလဲဆိုတာကိုဒီအောက်မှာရေးပေးရပါမယ်။ သူ့ကိုစိတ်ပေါ်မှာလမ်းလျှောက်ခိုင်းပြီးတော့ miss တယောက်လိုနေခိုင်းကြည့်မယ်။ကဲအဲ့လိုတော့ရေးလိုက်ပြီးရေးပြီးသွားရင်တော့ဒီအောက်ကဂျန်ရိတ်ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။ပြီးရင်ခဏလောက်စောင့်ပေးလိုက်ဒီမှာကြည့်ကြည့်လိုက်မယ်။ဆိုးနော်ကိုထုတ်ခိုင်းလိုက်တဲ့အတိုင်းထုတ်ပြလိုက်ပါရစေ။ဒီပုံလေးနောက်ကနေပြီးတော့ထပ်ပြီးတော့ဆက်မယ်ဆိုလို့ရှိရင်ဒီနေရာလေးကိုနှိပ်ပြီးတော့ပုံထည့်ပြလိုက်။ တကယ်လို့အဲ့လိုမျိုးပေါ့နော်ဒီအနောက်ကနေပြီးတော့ဆက်မထည့်ပဲတသက်တစ်ခုလည်းတည်တန်းထုတ်ပြီးတော့ပြန်ပြီးတော့ edit လည်းရရယ်နော်။ကဲဒီတစ်ခါဒီခွေးပုံလေးကိုထည့်လိုက်ပါမယ်။ပုံလေးထည့်ပြီးတော့ဒီပုံလေးကိုလည်းကိုဘလိုမျိုးဗီဒီယိုလိုချင်တာလဲဆိုတာကိုပါရေးပေးလိုက်မယ်။ပြီးရင် channel လောက်လိုက်ပါမယ်။ ကဲဒါဆိုလို့ရှိရင်တော့ခနာကကြောင်နောက်မှာတဆက်တည်းထည့်ပြီးတော့ထုတ်တာဖြစ်တဲ့အတွက်ကြောင်လေးလက်လျှောက်ပြီးရတဲ့ခွေးလေးရလေးတန်းပေါ်လာမှာပဲဖြစ်ပါတယ်။အခုလိုမျိုးကိုကဗီဒီယိုတွေဖန်တီးပြီးပြီဆိုရင်တော့ဒီအောက်ကဒေါင်းလောက်လေးကိုနှိပ်ဒေါင်းလောက်ဆွဲပေးလိုက်ပါ။ပြီးတော့ရင်ပို့ပြီးတော့ဒီ realistic သဘာဝဆန်အောင်ဆိုရင် edit နည်းပါလုပ်ပေးလိုက်လည်းရပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ကိုက runway AI နဲ့ဘယ်လိုမျိုးဗီဒီယိုတွေဖန်တီးရမလဲဆိုတာကိုအကြမ်းပြပေါ့နော်နားလည်သွားကြပြီလို့ထင်ပါတယ်။ အားလုံးပဲကိုမလေး idea ရှိရင်ရှိသလိုဗီဒီယိုလေးတွေလုပ်ကြည့်ပြီးတော့ဝင်ငွေအများကြီးချနိုင်ကြပါစေနော်မသိတာလေးတွေထပ်ပြီးတော့သိချင်တာလေးရှိရဆိုလို့ရှိရင်လည်းဒီ YouTube video ရဲ့ comment box ကနေပြီးတော့မှတ်သားလို့ရပါတယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်။နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။